ားလုံးပဲမင်္ဂလာပါရှင်ဒါကတော့တူးဒီတွက်နီးပဋိဆိုင်လေးပေါ့နော်တူးဒီပဋိဆိုင်ကလေးကိုပြပေးမှာပါဘယ်နှကြိမ်ရှိသွားပြီလဲဆိုတော့1 2 3 4 5 6ကြိမ်မြအဲ့တော့ဆက်ပေးရင်တော့ရမယ်သူကတော့မှန်လာတာတော့ဒါတိုက်ပဲအဲ့တော့ဒီပဋိလေးကတော့ရိုးရိုးရှင်းရှင်းလေးပေါ့နော်ရိုးရိုးရှင်းရှင်းလေးပါဒီ၄ရဲ့ဒီ၂ရဲ့ဒီ၃ရဲ့ဒီ၃လုံးပေါင်းလိုက်တော့ဒီ၃လုံးပေါင်းလိုက်တော့9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 ဆောင်းနဲ့သုံးနဲ့ပေါင်းတော့၉၉ပါဝါ၄အဲ့ဒီမှာ၄ပြိတ်လို့ဒီမှာကြခဲ့တယ်နော်ဒီနှစ်နှစ်ပေါင်းတော့၄၄ရဲ့၉ရဲ့ပေါင်းတော့၃၃၈ပြိတ်ကို၁၈တစ်ခွန်လို့ကြခဲ့တယ်ဒါကတော့တနေကုန်ပြိတ်ပေါ့နော်အဲ့တော့ဒီနှစ်ရဲ့ဒီတစ်ရဲ့ဒီ၈ရဲ့ပေါင်းလိုက်တော့လေတစ်တစ်လျှောက်ပြိတ်ကိုလျှောက်ပြိတ်လို့86လို့ကြခဲ့တယ်ဒီတစ်ရဲ့၄ရဲ့ဆိုတော့၅၅နဲ့၉နဲ့ဆိုတော့၄၄၉ပြိတ်ကိုလေဒီမှာ63လို့ကြခဲ့တယ် ၄ရက်၃ညရဲ့ဒီရှိရဲ့ပေါင်းတော့နှစ်နှစ်ခွန်ပရိတ်ကိုလည်းတစ်တစ်လို့နှစ်ပရိတ်ကြခဲ့တယ်။၃ညရဲ့တည့်ရဲ့နှစ်ရဲ့ပေါင်းတော့နှစ်နှစ်ရဲ့ပါပါခွန်နှစ်ခွန်ပရိတ်ကိုလည်းပဲဒီမှာခွန်ပရိတ်လို့ကြခဲ့တယ်။အဲ့တော့ဒီနေ့ကျတော့ဒီတည့်ရဲ့ဒီတည့်ရဲ့နှစ်နှစ်ရဲ့ကိုရဲ့တည့်တစ်လျှောက်ပရိတ်အဲ့တော့တစ်လျှောက်ပရိတ်လိုက်နေတဲ့သူတွေအားရှိသွားပါဘောနော်ဒီနေ့မှာတစ်လျှောက်ပရိတ်ပါအဲ့တော့ဆက်ပေးရင်တော့ရပါပဲပေါ့နောက်ထပ်တစ်ခါ तू ကလည်းပဲဒီနောက်ကနေပြန်တော့လည်းပဲ तू က 6ရယ်3ရယ်ဒီ2ရယ်ပေါင်းလိုက်တော့4 4 9နှစ်ပရိတ်သူကတော့၄ကိုနှစ်ပရိတ်နတ်ခတ်ပါယူရတယ်သူရဲ့နတ်ခတ်ပါယူတော့၄ကိုနှစ်ပရိတ်ကိုလည်းပဲသူက၄ပရိတ်လို့ကြားခဲ့ပါတယ်ဒီ၃ရယ်၉ရယ်ဆိုတော့နှစ်နှစ်နဲ့နှစ်နဲ့ပေါင်းတော့၄၄ကိုနှစ်ပရိတ်ကိုလည်းသူကဒီမှာ၉ပရိတ်လို့ကြားခဲ့တယ်ဒီမှာတော့၈ပရိတ်လို့ဒီမှာတက်ခွန်ကြတယ်ဒီမှာက၉ပရိတ်လို့နေကုန်ပရိတ်ဖြစ်သွားပါတော့ဒီ၉နဲ့၈နဲ့ပေါင်းတော့ခွန်ခွန်နဲ့တင်နဲ့ပေါင်းတော့၈ ၈၃တိပရိတ်ကိုလည်းပဲဒီမှာ၃ပရိတ်လို့ကြားခဲ့တယ်။သူကကြတော့တစ်လျှောက်ပရိတ်ဆိုတော့တနေကုန်ကြတယ်။သူကဒီပရိတ်ဒီဘက်ကောဒီဘက်ကောနှစ်ခုစလုံးကနေကုန်ပရိတ်ဖြစ်နေရပေါ့။နေကုန်ကြတတ်တယ်။သူကဒီနှလုံးပေါင်းတော့ခွန်ခွန်ရယ်၃ရယ်ပေါင်းတော့၃ညခွန်အာအဒီနှလုံးပေါင်းတော့ခွန်ခွန်နဲ့၄နဲ့ပေါင်းတော့တစ်တစ်လျှောက်၈ပရိတ်တစ်လျှောက်၈ပရိတ်ကလည်းပဲသူကဒီမှာ၈ပရိတ်လို့ကြားတယ်။ဒီမှာက၉ပရိတ်လို့ကြားတယ်။ အဲ့တော့6နဲ့7နဲ့ပေါင်းတော့ခွန်ခွန်နဲ့3ညနဲ့ပေါင်းတော့ခွန်ခွန်နဲ့3ညပရိတ်ကိုဒီမှာ2ပရိတ်လို့ကြားတယ်ဒီကလည်းသူက2ခွန်ပရိတ်ဆိုတော့2ပရိတ်ကြားတယ်ဒီလိုပေါင်းတော့6 6နဲ့7နဲ့ပေါင်းတော့3ည3ည5ခွန်ပရိတ်ကိုဒီမှာက3ညအဲ3ညပရိတ်လို့လည်းကြားခဲ့တယ်ဒီမှာကြတော့ခွန်ပရိတ်လို့ကြားခဲ့တယ်အဲ့တော့ဒီလိုပေါင်းလိုက်တော့3ည3ညရဲ့7ရဲ့ပေါင်းတော့7 168ပရိတ်အဲ့တော့ဒီမှာ168ပရိတ်ဒီမှာ168ပရိတ်အဲ168ပရိတ် ဲ့တော့သူကတက်လျှောက်ရှိပရိတ်ပေါ့နော်တက်လျှောက်ပရိတ်ကတော့ဘုံတူပရိတ်အဲ့တော့ဒီနေ့တက်လျှောက်ပရိတ်လိုက်နေတဲ့သူတွေကတော့အားရှိအောင်ပို့ပြီးတော့စာတုံးနဲ့လိုက်လို့ရပါပြီအဲ့တော့တက်လျှောက်ပရိတ်ကိုဒီနေ့မှာတက်လျှောက်ရှိပရိတ်ကြပေးရမှာပါအဲ့တော့သူကတော့တက်နေကုန်ကြပေးတယ်ဒီပရိတ်နှစ်ခုတော့တူရင်တော့တစ်ခုတည်းကြရတယ်ပေါ့နော်မတူရင်တော့သူကတက်နေကုန်ပရိတ်နှစ်ခုစလုံးကကြပေးတယ်အဲ့တော့သူကဝမ်းကျင်းလေးကကြတော့ဒါအပင်ဒူလေးပါပဲဘာ အပင်လိုလေးဒါကတော့လွယ်လွယ်တွက်တဲ့နီးလေးပေါ့နော်38 38ဝိုင်းချင်းရှင်းလို့ကြတယ်ရှင်းကော3ဝကြတယ်3ညနဲ့3နဲ့ပေါင်းတော့လဲ38ဝိုင်းချင်း3လို့ကြတယ်10နဲ့3ညနဲ့ပေါင်းတော့တစ္ဆောက်ဝိုင်းချင်းကိုတစ်လို့ကြတယ်ဒီနေ့ဆိုလို့ရှင်6တစ်ဝိုင်းချင်းအဲ့တော့6တစ်ပါတယ်တစ္ဆောက်ရှိပရိတ်ကိုပို့ပြီးတော့ထိုးပါအဲ့တော့ဒါလေးကတော့ပရိတ်လိုင်းလေးတွေးလို့တင်ပေးလိုက်တာပါအားလုံးကျေးဇူးတင်ပါတယ်အားလုံးလည်းအောင်မြင်ကြပါစေရှင်